ဂျပန်ကိုအလုတ်သွားလုံးမဲ့မြင်းကြံမျိုးကအသက်22နှစ်အရွယ်မျိုးသမီးတူဟာရန်ကုန်ရွှေပြည်သာမြို့နယ်မှာလူ3ဦးရဲ့အာရမပြုချက်တက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။မြင်းကြံမျိုးကလည်းဂျပန်သွားဖို့ဆိုပြီးတော့တပင်ရွှေတိလန်းနဲ့ဘုံမြောင်လန်းတောင်းမှာရှိတဲ့တုံးတက်အဆောင်မှာလာငန်းနေတဲ့အဆူပါမျိုးသမီးတူဦးကိုညအချိန်ရေစင်းချိုးရကအာရမပြုချက်ခံရပြီးအသက်ခံရလို့သိရပါတယ်။သူငန်းနေတဲ့အဆောင်သားကလူတယောက်ပါလို့ပြောပါတယ်။ ရေစင်းချိုးရမှာစေးနဲ့ခတ်ပြီးတော့အာမပြုချင်းခံရတာပါအလောင်းကိုလည်း၃ပိုင်းပိုင်းပြီးဖြောက်ကြတာပါလို့ဒေသခံတူကပြောပါတယ်အဆိုပါအာမပြုချင်းခံရသူမိန်းကလေးကိုတတ်ဖြတ်တဲ့သူတွေကတဝူးကိုတော့ရွှေပြည်သာမြို့နယ်ရဲစခန်းမှာဖမ်းဆီးရမိထားပြီးစုစုပေါင်း၃ဦးကစေးခတ်လုံးချန်တာဖြစ်တယ်လို့ကနဦးသတင်းတွေကသိရပါတယ်ကောင်မလေးပျောက်သွားတဲ့ညကတကယ်ချင်းတွေကရှာကြပါသေးတယ်တမေဦးကျထင်ပြီးတော့ဒီတိုင်းနေလိုက်ကြတာပါနောက်မှယုတ်လောင်းကိုလော်ကားဥယျာဉ်မှာ ုံးပိုင်းအပိုင်းခံထားရတာတွေ့ပါတယ်လို့အဆိုပါဖြစ်စဉ်ကိုသိတဲ့ဒေသခံတူကပြောပါတယ်မေလာစနေနေ့ညပိုင်းကလှော်ကား15ရက်ကွက်ပန်းညာနှစ်လမ်းညောင်ပင်နေကခြံထဲမှာပြစ်ခံထားရတာဖြစ်ပြီးတော့ဒေသခံတွေကရုပ်လောင်းကိုတွေ့လို့သတင်းရလို့တွားရောက်ကြည့်ရှုရတာကပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့ရုပ်လောင်းဖြစ်နေတာကိုသိရပြီးမေလာ17ရက်နေ့မှာတော့ကောင်းမွန်စွာသေချာပေးခဲ့ကြတယ်လို့သိရပါတယ်နောက်ထပ်ဒေသခံတူပြောပြချက်မှာတော့တေဆုံးခဲ့တဲ့အသက်22နှစ်အရွယ်မတ်တီရီနယ်က ဂျပန်သွားဖို့အတွက်မြင်းညံကနေရန်ကုန်ရောက်ရှိနေတာပါရေချိုးရင်ပျောက်သွားတော့ရည်သားနဲ့လိုက်သွားလို့ထင်ကြပါတယ်မေလာ၁၂ရက်နေ့လော်ကန်တာမင်းသော15ရက်ကွယ်ဘန်းညံနှင်လန်းလူပြတ်တဲ့ကလားဖျားချောင်းတဲတဲကညောင်ပင်နားမှာည၈နာရီဝန်းကျင်လောက်ရုပ်လောင်းတွေ့တာပါအဲ့နားကအမိုက်ပုံတွေခြုံတွေပေါ်ပါတယ်ရုပ်လောင်းကိုတုံမှန်ပိုင်းပြီးတော့အိတ်ထဲကိုထည့်ထားတာပါအလောင်းကရုပ်တွေတောင်ပြတ်သွားပြီးတော့ကြောက်စရာကောင်းပါတယ် တကယ်ရက်ဆက်ကြတဲ့သူတွေပါလို့အဆိုပါဒေသခံကပြောပါတယ်ပြည်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိထားပြီးတော့တေဆုံတဲ့မိကလင်းငယ်နေထိုင်တဲ့အဆောင်လေးကအဆောင်နေတဲ့ကောင်လေးတွေပါဆက်လက်ပြီးဂွန်းဆက်ကြန့်ရှိနေသေးတဲ့သူတွေကိုစုံစမ်းနေပါတယ်အသေးစိတ်ကိုပြောပြလို့မရသေးပါဘူးဖမ်းဆီးရရှိတဲ့သူတွေနဲ့ကြန့်ရှိတဲ့သူတွေကိုပါ161မြင်းတောင်2025ပြည်မှုဆိုင်ရာရာဇဝတ်ကြီးဥပဒေပုံမှား392 302 201နဲ့အမှုဖွင့်ထားပါတယ်လို့ခရိုင်ရဲရာရှိတကူကပြောပါတယ်